ဒိုးကျက်အစ်စ်ပွဲစံမှာလည်းတိတတ်နေရတဲ့ခုကိုဝင်ရမှာဖြစ်ပြီးအထဲမှာချော်ရီတိုင်းရဲ့ကောင်ကရှိနေမှာပဲဖြစ်သွားတယ်ပထမပွဲစံလို့မဟုတ်ပဲဒုတိယပွဲစံရဲ့ချော်ရီတိုင်းရဲ့ကတိုက်ခိုက်မှာဖြစ်တဲ့အပြင်တိုင်းရဲ့တိုက်ခိုက်မှုကိုတမနစ်ခုခတ်နိုင်တဲ့အမှတ်20ရရှိမှာပဲဖြစ်သွားတယ်စာမောချင်ကနှစ်နိုင်ချမ်းမြစ်မှာဖြစ်ပြီးပြောရရင်ចောင်းသားတယောက်ကတိုင်းရဲ့တိုက်ခိုက်မှုကို ရှောင်းတရင်ပဲဖြစ်ဖြစ်တားရဲကိုနည်းနည်းလိုက်တာပဲဖြစ်ဖြစ်စားမခန်းကထွက်မလာမချင်းတမန်ချင်းစီမှာအမှိုက်ရနေမှာဖြစ်ပါတယ်ဒီတစ်ခါရင်ဆိုင်ရမယ်တားရဲကပထမပွဲစဉ်တော့ကြောက်ရွံ့တွေတက်ပုံမှာပြတ်ခိုက်စွန်းရင်မှာပါနေတဲ့ပြင်တားခိုက်တဲ့ဓာမိတ်ကလည်း9မိနစ်ချတဲ့ခါစီ10ရာခိုင်နှုန်းစီတိုးလာအောင်မှာဖြစ်ပါတယ်ရန်ရန်တက်ချော်ရီတားရဲအချက်လက်တွေကိုအကဲခတ်နေတော့ချော်ရီဘလုံးနဲ့စတဲ့တက်ခိုက်ခတ်လိုက်ရပြီအသေးတာရှောင်းလိုက်ရပါတယ်ရန်ရန်ရဲ့လက်ရှိအမြင့်ဆုံးတားရဲဖြစ်တဲ့ရှင်တားနဲ့တော့ level 50လောက်ခေါ်နေတဲ့ကောင်ဖြစ်ပြီးတားခိုက်ရင်99ချရာခိုင်နှုန်းနည်းတယ်ဆိုပေမဲ့ ချော်ရီတိုင်းရဲ့ခေါင်းပေါ်မှာတွေးတန်းရှိနေတာကြောင့်ရန်ရန်လည်းတိုက်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ရန်ရန်ကရှင်တန်းကိုဆင်းကုပ်ပြီးတိုက်ခိုက်လိုက်ပေမဲ့အရာတော်မထင်တဲ့အခြေအနေဖြစ်ပြီးရန်ရန်ကတော့ငကားလေးရဲ့အကာအကွယ်နဲ့ပြန်ခါနေရတာပဲဖြစ်ပါတယ်။စက္ကန့်20လောက်ဆက်တိုက်တိုက်ခိုက်ပြီးမှတော့ရှင်တန်းရဲ့တံပြန်တိုက်ခိုက်စွမ်းရည်နဲ့ချော်ရီတိုင်းကိုအပိစက်ဖြစ်စီနိုင်လိုက်ပါတယ်။ဒီစာမပေါ်ရဲ့အမှတ်ပေးပုံစံကကြာကြာနေနိုင်လည်းအမှတ်ရလေဖြစ်ပြီးချော်ရီတိုင်းရဲ့တိုက်ခိုက်မှုကိုမခံနိုင်တဲ့သူတွေကတော့ပွဲစားပြီးမိနစ်40အတွင်းပြင်းပြထွက်လာကြတာပဲဖြစ်ပါတယ်။ဆမ်မောကတော့ចောင်းသားတွေမိနစ်ပိုင်းပဲတောက်ခနိုင်တာကြောင့် စိတ်ပြတ်နေပြီးကြုံရဖက်ခင်ဖြစ်သူကတော့ဒီပွဲစဉ်မှာလည်းရန်ရန်ရဲ့လုံနိုင်စွမ်းကိုမျောလင့်နေတာပဲဖြစ်ပါတယ်။ကတုံးကတော့ပထမပွဲစဉ်ကရန်ရန်ကန်ကောင်းသွားတာဖြစ်ပြီးဒုတိယဆင်းမှာတော့စာမွေးချိန်တနအိပ်ပြည့်တာနဲ့ချော်ရီတိုင်းကတဲ့ချင်းပောက်ကွဲမှာဖြစ်တဲ့အကြောင်းပြောလိုက်ပါတယ်။ ထိခိုက်မှုကပြောပြစရာမလိုတဲ့ပြင်လက်ရှိအချိန်ဒီဒီချိန်တွေကိုဘယ်သူမှမကြော်ဖြတ်နိုင်ကြသေးတာပဲဖြစ်ပါတယ်။တဲကိုတေချာလုံးနေတဲ့ကတုံးကသူရမရှိတဲ့စပင်ကစောင့်ဆိုးချော်ပြမယ်လို့ပါအလောင်းစားလုပ်နေပြီ။ဖြေဆိုရှင်တနားကြီးကြာမှာတော့ကြိုရင်းပေါ့အခြားចောင်းသားတွေအားလုံးအပြင်ပြန်ရောက်လာခဲ့ပြီပဲဖြစ်ပါတယ်။ချော်ရီတားရဲ့ချော်ရီပေါက်ကွဲမှုကိုဘယ်သူမှခံနိုင်မရှိကြပဲ။တရားတစ်ပေါက်ညင်းညူနေရင်ဆံမောကចောင်းသားအားလုံးထွက်လာပြီးတင်တယ်။အမှတ်တွေကိုချိန်ညာဖို့လှုပ်ပေးမယ်။စစ်စတန်ကရရန်ကြံသေးတဲ့ကြောင့်တတိပေးလိုက်ပါတယ်။အားလုံးလက်တက်ခိုက်မှုကြီးကိုရရန်တက်ခံနိုင်ရှိတယ်လားလို့ထင်ချင်းမျိုးစုံပေးနေကြပြီ။ ဆရာမကတော့ရရန်ကြံသေးတာကြောင့်အထင်ပြည့်တဲ့ဒီစောင်းမဲ့အကြောင်းနဲ့လေကျဲထားတဲ့ကရုံးကိုလည်းခရီးတဲ့ကောင်းဆောင်ပြီးပြင်ထားလိုက်တော့လို့ပြောလိုက်ပါတယ်။ရရန်ပြတ်နှစ်နိုင်ပြည့်တဲ့ဒီထွက်မလာသေးတာကြောင့်အားလုံးလည်းတေရီလပ်ပါလာနဲ့ပလောရိုက်နေကြောက်ပြီ။ဆရာမကတော့စောင်းမွေးချင်ပြည့်သွားပြီဖြစ်လို့စစ်စင်းမှုကိုရလိုက်ဖို့ပြောလိုက်ပါတယ်။အချိန်ပြည့်သွားတဲ့အချိန်မှာတော့ကိုရိုချောကအဲ့ရတပြင်ပြန်ထွက်လာတာဖြစ်ပြီးရရန်ဆိုရင်ကြည့်မြတဲ့ကရုံးကတော့စည်းကမ်းဖောက်တဲ့ပစ္စည်းသုံးတယ်လို့တန်းဆွဆွဲနေခဲ့ပါတယ်။ ။အကောင်ချင်းအိတ်ညစ်တဲ့ရန်ရန်ကိုတော့ဆရာမောက်လည်းမနှဲနှိုးလိုက်ရပြီ။ချော်ရီသားရဲ့ပောက်ွက်မှုကိုဘလို့ခုခံခဲ့လဲဆိုပြီးမေးလိုက်ပါတယ်။ရန်ရန်ကတော့ဘာမှမသိပဲ။ဆာမွေးစတဲ့ကသူသားရဲ့ကိုနှိုင်းနှဲလိုက်တာဖြစ်ပြီ။ဒီဆာမွေးကအချင်းကြားလဲအမိုက်ရလေဖြစ်တာကြောင့်အချင်းပြည့်တဲ့ဒီအိတ်ရင်းစောင်းနေတာလို့ပဲပြန်ဖြေလိုက်ပါတယ်။ရန်ရန်ရဲ့ဖန်လေးကတုံးကတော့ရန်ရန်ကိုစီးသားဖောက်တဲ့ကြီးဆွဆွဲနေပြီ။ရန်ရန်ကတော့မျိုးရင်စစ်ကြည့်လိုက်ဖို့ပဲပြန်ပြောလိုက်ပါလေစစ်ကြည့်တဲ့အခါမှာလည်းရန်ရန်တက်ပွဲစားပြီးစကန်ပိုင်းအတွင်းချော်ရီတားရဲကိုနှိမ့်နှိမ့်လိုက်တာဖြစ်ကြောင့်စစ်တန်ကအတီးပြုတ်ပေးခဲ့ပြီးအတော်လေးခုခံစွမ်းရုံတိုက်ခိုက်စွမ်းပါမြင်မာပြီး တပ်ဖွဲ့ဖြစ်နိုင်တဲ့တားရဲကိုတတ်ခဲ့တာကြောင့်ဆရာမောင်ရောအားလုံးပါမျက်လုံးပြူးသွားခဲ့ရပါတယ်။ကျောင်းသားတွေကြားမှာတော့မနာလိုတန်တဲ့နဲ့ဆူညံသွားခဲ့ပြီ။ဂျန်ကတော့သူ့ကိုပွဲတိုင်းဆွဆွဲဝေဖန်နေတဲ့ကရုံးဆရာကိုအပြစ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဂျန်ဘက်ကမှန်နေတာကြောင့်ဆရာမောင်လည်းကိုစားတောင်းပန်ရင်ကရုံးဘော်ရောဆရာမောင်ကြီးချက်သူယာဒူးကလည်းချက်ချင်းထုတ်ပြစ်လိုက်ပါတယ်။အမှတ်ပြစ်နဲ့ရန်ရန်ရဲ့ဒုတိယဆောင်ဝေးရက်လက်ကိုကြီးညာပေးလိုက်ပြီးနောက်မနေ့30ရက်နေ့တတိယပွဲချင်းစတင်မဲ့အကြောင်းနဲ့ ဒီကြားတဲ့ចောင်းသားအားလုံးအနားယူနေဖို့ဆရာမောကပြောလိုက်ပါတယ်ဟိုက်ပါလေးရန်ရန်ကတော့ចောင်းသားတွေကြားမှာအမြင်ကပ်စရာဖြစ်နေပေမဲ့ចောင်းသူတွေကြားမှာတော့ရေပန်းစားနေပြီဆရာမောကိုယ်တိုင်ကရန်ရန်ចောင်းမဲ့တက်တက်ပွဲစီရင်စီမင်းတွေကိုပြောင်းလဲရတော့မှာဖြစ်ပါတယ်ဒါအပြင်ကမှရန်ရန်ဆင့်ခေါ်ထားတဲ့တာရေးတွေကြောင့်နိုင်ငံတော်မှာလှုပ်လှုပ်ရှားရှားတွေဖြစ်ခဲ့ပြီးအထူးကဲတဲ့ကိုယ်တိုင်ကလည်းပါရမရှင်ဖြစ်နိုင်တဲ့သူကိုရှာဖွေနေတာကြောင့်လက်ရှိရဲ့အထက်လက်တွေကိုအထက်ကိုပေးပို့လိုက်ပါတယ်။အထက်မှာတော့ထုံးစံတန်းနေမြဲလိုက်အစည်းအဝေးထိုင်နေကြတာဖြစ်ပြီးပါရမရှင်ဆိုတဲ့သူကိုထိုင်ရကနေမထောက်ပဲလေးနဲ့ရှာဖွေနေကြတာပဲဖြစ်ပါတယ်။ ဝေးဖန်လေးကနေတဲ့အကြီးကဲတွေစီဖို့တော့ဆရာမလွတ်လိုက်တဲ့သူကရောက်လာခဲ့ပြီသူတို့အပိုင်းမှာထိုးချတဲ့သူကြောင့်တွေးတဲ့ကြောင့်တရင်လာပို့တာကြောင့်အားလုံးကကြုံရင်လို့ထင်နေကြပါမယ်ရန်ရန်လို့ပြောလိုက်တာကြောင့်စိတ်ဝင်စားသွားကြပါတယ် ကျောင်းသားရန်ရဲ့စာဝန်ရလဒ်တွေကိုပြောပြလိုက်တဲ့အချိန်မှာတော့အကြီးကြီးတွေလည်းရန်ရန်ကပါမရှင်ပဲလို့တတိချသတ်မှတ်လိုက်ပြီးရန်ရန်တို့နေမယ့်အကြီးကြီးကလည်းပါမရှင်ကသူ့နေမြေကဆိုပြီးလေတွေပါထပ်တိုက်နေခဲ့ပါတယ်အကြီးကြီးတွေလည်းလက်ရှိရန်ရန်တို့စာဝန်ဖြစ်နေတဲ့ကျင်းလင်မျိုးကိုအချိန်နေကြီးဖို့ချက်ချင်းထွက်လာခဲ့ကြပြီးရန်ရန်ကိုမြင်လာတဲ့အဆင့်လေးဆိုပြီးစွမြောက်နေခဲ့ကြပါတယ်ဆရာမောကတော့တက်တက်ပွဲစဉ်ရှိသေးတာမလို့တေချာစောင့်ကြည့်ဖို့ပြောလိုက်ပြီးစိတ်မရှိတဲ့အကြီးကြီးတွေကတော့တက်တက်ပွဲစဉ်ကိုချက်ချင်းစတင်ဖို့ပြောလိုက်ပါတယ်တက်တက်ပွဲစဉ်ကကျောင်းသားတွေအနေနဲ့ရှေးလျှောက်အန်နယ်ကြီးတဲ့ရန်သူတွေနဲ့ရင်ဆိုင်ရမှာဖြစ်လို့ လက်ရှိစာမွေးတက်တဲ့အစင်းနေနဲ့ကပ်ဘေးနဲ့တိုက်ခတ်ရမှာဖြစ်ပါတယ်ကပ်ဘေးဆိုတာမြင်သာအောင်ပြောရရင်တက်ဖြတ်လို့စိများတဲ့စွားမြေသားရဲတွေဖြစ်ပြီးចောင်းသားတွေကတော့စာမွေးဆိုရင်တော့အာနဲ့များတာကြောင့် complaint တက်နေခဲ့ကြပါတယ်ဆရာမောကတော့စိတ်မပူဘူးနဲ့ဒီသားရဲက AI နဲ့ဖန်တီးထားတာဖြစ်ပြီးဖြစ်ဆိုသူအတန်အန်တွေရှိတာနဲ့ system ကပြင်ပြထုတ်ပေးမှာဖြစ်ပါတယ်တိုက်ခတ်ချိန်က0.7မိနစ်ရမှာဖြစ်ပြီး10မိနစ်ခုခန့်နိုင်တဲ့အမှတ်900ရရှိမှာဖြစ်ပါတယ်လွယ်တယ်လို့ထင်ရပေမဲ့တကယ်ကပ်ဘေးနဲ့တက်ခတ်ဖို့ရန်ရန်ကတော့အချိန်ကြီးတွေကိုရေးစားမိနေခဲ့ပါတယ်စာမွေးမှာတက်ခတ်ရမယ်ကပ်ဘေးသားရဲမိချောင်းက လယ်ရဲဆက်လျှောက်ရှိတဲ့ပြင်တိတ်မလွယ်တဲ့ကောင်ဖြစ်နေပြီအခြေအနေကိုသိတဲ့ရန်ရန်ကတော့ရှင်ထမ်းပြအလင်းတကားကိုပါတခါတည်းဆင်းခေါ်လိုက်ပါတယ်စာမွေးကိုတားရဲကြည့်နေတဲ့အတီးခဲတွေကတော့ရန်ရန်ရဲ့ဆင်းခေါ်တားရဲတွေကိုကြည့်ပြီးကောင်းကင်နတ်ဘိတ်ဘန်ကအစ်စ်ပေါ်လာတဲ့တားရဲတွေနဲ့ဆင်သူဖြစ်နေတာကြောင့်သူတို့ရှာနေတဲ့ပါရမီရှင်ကရန်ရန်ဆိုတာအတီးပြုတ်လိုက်ပါတယ်ကပိတားရဲကတော့တစ်ချက်တည်းနဲ့ဒါမိတ်9000လောက်ပေးနိုင်တဲ့ရန်ရန်ကိုအထင်ကြီးသွားကြပြီရန်ရန်ရဲ့အချက်လက်တွေကိုတခါတည်းစစ်ဆေးကြည့်ဖို့ပြောလိုက်ပါတယ်ရန်ရန်ရဲ့အချက်လက်တွေကိုစစ်ကြည့်ပေးမယ် ပါရမီရှိစအစတလုံးဆိုတာပဲမြင်ရပြီ။ကြမ်းတဲ့အချက်လက်တွေကိုတဘာဝလုံးစွာတစ်ခုကဖုံးကွယ်ထားတာကြောင့်အတီးခဲတွေလည်းတာတော်နှစ်ဖျားဆင်းဆိုတာကိုထက်ချင်းသဘောပေါက်သွားကြပါတယ်။နှုတ်ဆကျခန်းနာမှာအလင်းတန်းဆက်တစ်ခုထွန်းလန်းတဲ့နှစ်ဖျားဆင်းကိုရန်ရန်ကကျော်လွန်သွားတာဖြစ်အတီးခဲတွေကတော့သူတို့ငကားတိုင်းပြီးတိုးတက်ပြီးဆိုပြီးဝမ်းသာနေခဲ့ကြပါတယ်။အလင်းငကားရှင်တန်းပေါင်းဆက်တိုက်ပွဲနဲ့ကပ်ဘေးမိချောင်းကိုအနိုင်ယူလိုက်တာကြောင့်ရန်ရန်သက်ဆောင်ဝဲပြီးသွားပြီလို့ထင်လိုက်ပေမဲ့ပပတ်လည်းမှအခြားသားရဲ့တစ်တွေကထပ်ပေါ်လာတာပဲဖြစ်ပါတယ်။တကယ်တော့ရန်ရန်တယောက်တည်းရဲ့ဆောင်ဝဲခက်ခဲမှုကိုအတီးခဲတွေတိုးထားတာဖြစ်ပြီး ရှေးရပါရမရှိရန်ကနိုင်ငံတော်အရေးပါလာတော့မှဖြစ်လို့အခုလိုစမ်းသပ်နေကြတာပဲဖြစ်ပါတယ်။ဆာမိုဘဲမှာကရန်ရန်တောင်မိချောင်းတားရဲကိုတတ်နိုင်ပြီဖြစ်လို့အမတ်ပြင်းနဲ့အောင်သွားခဲ့ပြီဖြစ်ပြီးထပ်ပေါ်လာတဲ့တားရဲတွေကိုမနိုင်ရင်တော့အမတ်ပြင်းရနေခဲ့ပြီပဲဖြစ်ပါတယ်။ရန်ရန်ရဲ့တက်ခတ်စွမ်းရည်ပြင်းတားရဲတွေကိုတားရဲပေါ်လွဲပြောင်းနိုင်တဲ့စွမ်းရည်တွေကြောင့်စောင့်ကြည့်နေတဲ့အကြီးခဲတွေလည်းလျှော့ရအောင်ကြပါတယ်။တစ်ဖက်မှာလည်းရန်ရန်တောင်တက်ခတ်နေရင်တားရဲတွေပျောက်သွားတာကြောင့်အာအောင်းနေပြီးနောက်ဆုံးတော့မင်းကိုရှာတွေ့ပြီဆိုတဲ့စကားသံနဲ့အပြားရောင်ငကားတကောင်ကဆာမွေးခန့်ခေါမိုးကနေရုတ်တဲ့ပေါ်လာခဲ့ပါတယ်။ရန်ရန်လည်းရုတ်တဲ့မှာကြောင်နေပြီး ထောက်လန်းရဲ့အတက်နဲ့တော့ထောက်လန်းလို့မရနိုင်တဲ့အကောင်ဖြစ်နေတဲ့ပြင်တိုက်ခိုက်ချက်တစ်ချက်ကတော့ဆောင်းဝဲခန်းကိုဓာတ်မဲ့ပေးနိုင်တာပဲဖြစ်ပါတယ်။ရန်ရန်တို့ဘလောက်ပဲတိုက်တိုက်ဆောင်းဝဲခန်းဆိုတာသူမနှလုံးသားလို့အရာမထင်တဲ့နေရာဖြစ်ပြီးတစ်ဖက်မှာလည်းအကြီးအကဲတွေကဆောင်းဝဲချင်းတွေကိုကြီးလို့မရတော့တာပဲဖြစ်ပါတယ်။ဆာမိုဘကွင်းပြင်ကိုတော့ဂျာမနီကတားရဲနဲ့တူစပင်အဝါရောင်လှပတဲ့ရုပ်ဆင်းတင်ပြင်နဲ့အမျိုးသမီးတယောက်ကအလောတကြီးရောက်ရှိလာပြီးအကြီးအကဲတွေကိုလည်းသူတို့ပြောတဲ့ပါမရှင်ကဘယ်ခါမှဆောင်းမွေးဖြစ်နေလားလဲလို့မေးလိုက်ပါတယ် ပိုင်လူကြီးလို့ခေါ်တဲ့ထုံမျိုးသမီးကတော့ရန်ရအခန်းကိုတီးတာနဲ့ dimension 3ကိုချက်ချင်းဝင်သွားခဲ့ပြီးကျမ်းပါတယ်ဆိုတဲ့ရှင်ထားမာပါတယ်ဆိုတဲ့ငကားလိုက်နဲ့ပါရမရှိရန်ရန်တို့ကတော့အပြာရောင်ငကားတက်ခိုက်သမျှကိုအလူးလဲခန့်နေရတာပဲဖြစ်ပါတယ်စပယ်အွာနဲ့မျိုးသမီးချင်းမီရောက်လာလို့သာကံကောင်းသားတာဖြစ်ပြီးအပြာရောင်ငကားနဲ့ထုံမျိုးသမီးကအချင်းချင်းတီးနေကြတာပဲဖြစ်ပါတယ်အပြာရောင်ငကားကတော့ပိုင်ယူကဲလို့ခေါ်တဲ့အမျိုးသမီးကိုသူ့ကိစ္စကိုလာနောက်ဆက်တာကြောင့် စိတ်တုန်နေပြီးပန်ယူခဲကတော့အပြောင်းအကားကိုအသူရချောင်းလက်ကိုပဲပြန်လိုက်ဖို့ပြောလိုက်ပါတယ်ပြောရင်းဆိုရင်တက်ခိုက်လိုက်တာကြောင့်အပြောင်းအကားနဲ့တိုင်ရရသွားခဲ့ပြီးဆက်တိုက်ရင်လည်းပန်ယူခဲကိုသူမနိုင်တာကြောင့်ဒီနေ့မှပြန်လာမယ်လို့ပြောရင်ပြန်ဆုတ်သွားခဲ့ပါတယ်ရန်ရန်ကတော့ဘာချင်းနေတယ်မှမသိပဲကြောင်တောင်ဖြစ်နေပြီးတစ်ဖက်မှာလည်းဖြေဆိုသူတွေကစောင်းမွေးခန်းတွေကနေပြန်ထွက်လာကြပြီဖြစ်ပါတယ်ရန်ကိုကာဝယ်ဖို့အပြောင်းအကားနဲ့တိုက်ခိုက်ရင်အကြီးခဲပန်ယူခဲတဲ့ သူရဲ့အဆလုံးဆင်းရှိတဲ့စင်ကိုတိုင်းကိုဆုံချုံသွားခဲ့တာပဲဖြစ်သွားတယ်။ရန်ရံကပန်ယူကဲကိုအစဉ်ပြဲလာလို့မေးလိုက်ပေးမယ်။ဒီညမှာအခြားစာပြေသူတွေလည်းရှိနေတာကြောင့်နားနေကောင်ကိုတော့ပန်ယူကဲကပြောလိုက်သွားတယ်။လွန်ခဲ့တဲ့ဆန်နေကသူရဲ့ချောင်းနဲ့လို့ခေါ်တဲ့နေရာမှာတိုင်းရဲတွေကိုနှိမ်နှင်းဖို့အတွက်အစင်းတရာရှိတဲ့သူတော်စင်တိုင်းရဲဆန်နေကိုဆဲလုတ်ခဲ့ပေးမယ်။ နေအောင်အသက်ဆုံးရှုံးခဲ့ရပါလေ။ရန်ကိုလာတိုက်တဲ့အပြိုင်အဝန်ကလည်းသူရ6နှစ်ထက်ကတားရဲဖြစ်ပြီးရန်ကိုပြင်မှတ်ထားနေခဲ့တာပဲဖြစ်ပါတယ်။ဆင်းမောတားရဲတွေကအစင်းမြစ်လေးလေးစွန်စားလောကငယ်တို့ကအပီးတန်ချိန်မိုးနိုင်တဲ့အထိအစွမ်းနဲ့ရှိကြတာဖြစ်ပြီးရန်ရဲ့ဆင်းမောတားရဲတွေကြောင့်ပဲသူရ6နှစ်ကတားရဲတွေကမတန်မာသေးတဲ့ရန်ကိုအရင်လာရှင်းတာပဲဖြစ်ပါတယ်။ တိုင်းကတမလာလာနဲ့မြဆဲတော်တိုင်းတွေကလည်းပြောင်းလဲတမလာမှာဖြစ်ပြီးရန်ရန်ရဲ့လုံနိုင်စွမ်းနဲ့ပါရမီကိုကောင်းတဲ့ဘက်ကရောမကောင်းတဲ့အမှောင်ပဲချမ်းသာပါတတိထားမိလာတာပဲဖြစ်ပါတယ်ရန်ရန်ရဲ့လက်ရှိတိုင်းတွေကကြီးပြင်းလာလာနဲ့မြတမပါတယ်ဆိုတဲ့ကောင်တွေအထက်မှာရှိနေမှာဖြစ်တဲ့အပြင်ရန်ရန်ကိုယ်တိုင်ကလည်းရန်သူကလက်အုံမှုယူခင်သူကရင်လက်အုံမှုရယူခြင်းနဲ့ပဲဖြစ်ပါတယ်ပိုင်ယူကရောရန်ရန်သားရှိသောတတိယနေရမှာဖြစ်ပြီးဆင်းတော်သားရဲ့အစွမ်းနဲ့အားသာချက်အားနည်းချက်တွေကိုဘယ်သူမှမပြောပြပဲချိုးဝတ်ပြီးနေဖို့တတိပေးလိုက်ပါတယ်။ထန်လုံးကျောင်းတော်ကိုဝန်ခွင့်ရအောင်စူးစမ်းပြီးတာမာတဲ့သားရဲ့ဆရာဖြစ်လောင်စူးစမ်းမယ်ဆိုတဲ့ရန်ရဲစကားကြောင့် ပိုင်ယူခဲ့တဲ့ရဲစူးစမ်းရှင်စစ်ကိုအတိမတ်ပြုတ်လိုက်ပြီးနောက်၃ရက်တွင်ထန်းလုံးကျောင်းတော်နေဟိုးတိုင်းပြည်နန်ဟိုးအနောက်ရောက်တောင်မဲကျွန်းမှာအစားလေးကျင်းပွဲပြုလုပ်မှဖြစ်တဲ့ကြောင်းပြောလိုက်ပါတယ်။ရန်ရန်အတွက်တနင်္လာစာခြံထားတဲ့ကျောင်းနဲ့နေရတဲ့ပြင်ဆင်ထားဖို့ပြောလိုက်တာကြောင့်ရန်ရန်တက်ထန်းလုံးကျောင်းတော်ကိုတရားဝင်ခွင့်ရသွားอยู่ဖြစ်ပါတယ်။မောင်းရင်တော့စာဝန်မှာပထမရနေတဲ့ရန်ရန်ကိုထန်းလုံးကျောင်းတော်ကကြိုးတင်ခေါ်ယူမှဖြစ်ပြီးသူရ၆နဲ့တားရဲပြီးအခြားတိုင်းပြည်နဲ့တားရဲအန်တွေပါရှိနေတာကြောင့်ရန်ရန်ကတကားတိုင်းပြည်တွေကောင်းဖြစ်လာအောင်အများဆုံးစူးစမ်းဖို့ပဲပိုင်ယူခဲ့ပြောလိုက်ပါတယ်။အပြင်မှာတော့ကျိုးရင်းနဲ့ရန်ရန်ကတူရှိနေကြပြီးအတီးကပိုင်ယူပေးလို့ကျိုးရင်းကရန်ရန်ရဲ့ကောင်မလေးလို့ထင်နေရပဲဖြစ်ပါတယ်။ရန် န်ကတော့ပိုင်ယူခဲ့ကသူ့ရဲ့အသက်တင်ကျေရွှင်ဖြစ်တဲ့အကြောင်းနဲ့သူ့ကိုကယ်တင်ဖို့ဆိုအက်စလွန်ဆင်းရှိတဲ့တားရဲကတော့အဆောရှုံးခံခဲ့တာဖြစ်ကြောင်းပြောလိုက်တာကြောင့်အက်ဂျေစုကိုခန္ဓာကိုယ်နဲ့ဆက်မလုပ်လားဆိုပြီးဂျိုးရင်းကမစီမစဲထားမေးလိုက်ပါတယ်။ရန်ရလက်ထူးစားနေတဲ့ဂျိုးရင်းကိုတဝင်းတုံနေတာလားလို့စာရင်းမေးလိုက်တာကြောင့်တဝင်းတုံနေတဲ့ဂျိုးရင်းကလည်းရှေရန်ရမေးသွားစာရှိသေးတယ်လို့ဆိုတာထပ်ပြေးသွားခဲ့ပါတယ်။မိမတွေနဲ့ပတ်သက်လာရင်ညံကောင်းတဲ့ကိုရိုချော့ရန်ရန်ကတော့သူ့ကိုဂျိုးရင်းစိတ်ဆိုးသွားတယ်လို့ထင်သွားခဲ့ပြီး တဖက်မှာလည်းထုံးစံတန်ဘုံမတိဘာမတိတဲ့ကျုံရင်ဆရာကရန်ရင်ဆရာကိုသူတို့ပဲကျုံရင်ကခန်ဆောင်ဝင်မှာဒုတိယရာကြောင့်လေကျိုက်နေခဲ့ပါတယ်သူတို့စီကိုရန်ရင်ကရလာတာကြောင့်အစောကြီးပြန်လာတဲ့သူတို့ပဲကိုဆရာဖြစ်သူကဘလို့ဖြစ်လို့အစောကြီးပြန်လာတာလဲလို့မေးလိုက်ပါတယ်ကျုံရင်ဆရာကဆောင်ဝင်မှာအမှတ်ရန်နေလို့စိတ်ထကြောက်ပြီးပြန်လာတာဖြစ်မဲ့ကြောင့်ဝင်ပြောနေတာကြောင့်ရန်ရင်ကပဲဆောင်ဝင်တိုင်းမှာအမှတ်ပြရတဲ့ကြောင့်နဲ့မေုံရင်ခဏနဲ့အောင်ဆင်းထွက်မှာကြည့်လို့ပဲပြောလိုက်ပါတယ်ပြောရင်းဆိုရင်အောင်ဆင်းကထွက်လာတာကြောင့်ဒုတိယနေရာဖြစ်ကျုံရင်ပထမနေရာဖြစ်ရန်ကိုတွေးလိုက်ရောက်ပြီး ဆရာဖြစ်သူကတော့ရန်ရံတက်ခုံယူနေခဲ့ပါတယ်။ရန်ရံကတော့ထန်လုံကျောင်းတော်ကကြိုတင်ခေါ်ယူခြင်းခံရတဲ့အတွက်ဆရာဖြစ်သူကိုလမ်းနှုတ်ဆက်တာဖျက်လိုက်ကြံပြောလိုက်ပြီးဆရာဖြစ်သူကတော့ထန်လုံကျောင်းတော်မှာစူးစမ်းလေးခြင်းပို့နေ။ငကားတိုင်းပြည်ရဲ့အားကိုးရာဖြစ်အောင်အများဆုံးစူးစမ်းဖို့အားပေးလိုက်ပါတယ်။နောက်နေ့မှာတော့ရန်ရံတက်ထန်လုံကျောင်းတော်ကိုရောက်လာခဲ့ပြီးကျောင်းဝန်းတက်ဝင်လာတဲ့အချိန်ဘယ်သူမှမတွေ့တာကြောင့်ရန်ရံလည်းတောင်တိမြောက်ကြီးနဲ့အိုးချောင်းချောင်းဖြစ်နေခဲ့ပါတယ်။ ဟိုရှာရီကြီးလုံနေတဲ့ရန်ရန်စုကိုလှပတဲ့ခန္ဓာကိုမျက်လုံးပြောင်အောင်နဲ့မင်းကြီးတယောက်ကအပြေးရောက်လာခဲ့ပြီးသူကရန်ရန်ရဲ့အတိုင်းမကလီယွန်ဖြစ်တဲ့အကြောင်းနဲ့အကြောင်းကိစ္စတစ်ခုခုရှိရင်သူ့ကိုလာရှာလို့ရကြောင်မိတ်ဆက်ချင်းပြောလိုက်ပါတယ်ရန်ရန်ကိုနေရမယ့်ဆောင်လိုက်ဖို့ပေးရင်လက်ရှိကျောင်းတော်ကိုအဆင့်တင်နဲ့ဝင်လာတဲ့ရန်ရန်အတွက်တိုင်းအဆင့်မစားလိုက်နှစ်လိုက်နဲ့စွန့်ရင်စာအုပ်တို့စုဖြစ်ရရှိမှဖြစ်တဲ့အကြောင်းပြောရင်ပျက်စီးတွေကိုတခါတိုင်းပေးလိုက်ပါတယ်အတော်လေးဆင့်မတဲ့ပျက်စီးတွေကိုစုဖြစ်ရလိုက်တာကြောင့်ရန်ရန်နဲ့သဘောချနေပြီးဓာပြေကိုမှထန်လုံးဒင်းက9000ကိုလည်းလီယွန်ကထပ်ပေးလိုက်ပါတယ်ထန်လုံးဒင်းကဆိုတော့ထန်လုံးကျောင်းတော်ထဲမှာပဲတီးတန်းသွင်းတဲ့ငွေကြေးတစ်မျိုးဖြစ်ပြီး ကျောင်းတက်ပရိဘောကနဲ့အခြားပစ္စည်းတွေကိုဝယ်လို့ရမယ်ပြင်အပြင်မှာရွှေသားတစ်ထောင်နဲ့တော့ထန်လုံးဒင်းကားတစ်ပြားကိုဝယ်မရအောင်ရှားပါတာပဲဖြစ်ပါတယ်။အိမ်ခန်းနဲ့ရောက်လာတဲ့ဂျန်ရန်နဲ့အချိန်ဆွဲမနေပဲရှင်းကောဆာလိုက်နေလိုက်နေသူရဲ့ဝိဉ္ဇဉ်ဆုပ်ဖြဲခြင်းပြီးတာယက်ဆင်းကိုခြင်းကိုပါအဆင်းမြင့်လိုက်တာကြောင့်အဆင်းနဲ့ဖြစ်သွားခဲ့ပါတယ်။အဆင်းမြင့်သွားတဲ့တာယက်ဆင်းကိုခြင်းကြောင့်နောက်ထပ်တာယက်တစ်ကောင်ကိုဆင်းကောနိုင်တော့မှဖြစ်ပြီးဂျန်ရန်ဆင်းကိုတာယက်က၄ကောင်တရှိလာပြီးပဲဖြစ်ပါတယ်။စွမ်းရင်စာအုပ်ကို၄လကျင်းရေခဲမြူထင်းချုပ်ခြင်းအစွမ်းဆိုတာကြောင့်သဘောကျသွားခဲ့ပြန်ပါတယ်။စွမ်းရင်စာအုပ်ဆိုတာကစာအုပ်ထဲမှာရှိတဲ့စွမ်းရည်တွေကိုဖတ်ရှုသူကချက်ချင်းပိုင်ဆိုင်အသုံးပြုနိုင်တာဖြစ်ပြီးဂျန်ရန်လက်ခံလိုက်တဲ့ရေခဲမြူထင်းချုပ်ခြင်းဆိုရင်လည်းအခ ွာဝေး10မီတာအတွင်းမှာတက်ရောက်တဲ့ဆိုပေမဲ့အတော်လေးရိုးရှင်းပြီးသုံးပြရလွယ်တဲ့စွမ်းရည်ပဲဖြစ်ပေါ်တယ်။နောက်နေ့မနေ့မှာတော့အနောက်ရောင်တံပဲကျွန်းပွဲအတွက်အဖွဲနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးဖုန်းဝင်လာတာကြောင့်ရန်ရလက်အစည်းအဝေးခန်းကိုအဲ့ရနုံနုံချင်းထွက်လာခဲ့လိုက်ပါတယ်အစည်းအဝေးခန်းမှာတော့လက်ရှိတန်းပညာထိပ်တန်းစုရတဲ့အပြင်ထံလုံးကျောင်းတော်ကချွင်းချက်နေတဲ့ပထမဆုံးခေါ်ထမ်းခံရတဲ့ကျောင်းသားဖြစ်ရန်ရကိုစီနီယာဖွဲ့ဝင်တွေကတည်နေကြတာပဲဖြစ်ပါတယ်တော်လက်ချက်ချပြီးရင်လေးနေတဲ့တူဦးကျဆိုစီနီယာမမကတော့ ။ရန်ရကအဖွဲ့ဝင်တွေနဲ့မိတ်ဆက်ပေးနေပြီးပထမဆုံးတယောက်ကတော့အဆက်နဆန်းကနဲ့ထိန်းချုပ်မှုကျွမ်းကျင်သူဝါဟောက်ပဲဖြစ်ပါတယ်။အထာကြီးနဲ့ထိုင်နေတဲ့ဝါဟောက်ကိုရန်ကသူ့ကိုသူမိတ်ဆက်လိုက်ပြီးမှဆက်ပြက်စားဝါဟောက်ကရန်ရနဲ့စာဝတ်ကြည့်တဲ့သူကတော့ရဲ့သူဖြစ်နေပါတယ်။တဆက်တဲ့ထောင်လုံးကျောင်းတော်ကိုဝင်လာတဲ့ကျောင်းသားတက်မှာမတော်တဲ့သူဆိုတာမရှိပေမဲ့သူ့မျက်လုံးထဲမှာတော့ရန်ရကိုအမိုက်လိုပဲမြင်တဲ့အကြောင်းပြောလိုက်ပါတယ်။ပြောရင်တရွေးနဲ့ပါထွေးလိုက်တာကြောင့်စိတ်မရှိရင်လည်းချိုးပြတဲ့ချက်လောက်ရိုက်ပေးရင်ဆုံးမလိုက်ပါနဲ့ရိုက်ချက်ကလူတယောက်လုံးကိုတလွင်သွားတာကြောင့်ခြေထုတ်တဲတဲတွေဖြစ်ကုန်ကြပြီးကံကံရှေဝါဟောက်ကိုယ်တိုင်လည်းအထိနာသွားတာကြောင့်ချက်ချင်းတက်ခိုက်လိုက်ပါတယ် ဝါဟောင်းရဲ့တက်ခတ်ချက်ကိုရန်ရန်ကတော့အေးဆေးရှောင်ပြလိုက်တဲ့ပြင် ဝါးလည်းဘာမှမလုပ်နဲ့ဖြစ်သွားခဲ့ပါတယ်။ဝင်းရဲ့ဆုပ်ပြဲချင်းနဲ့ပါပြန်တက်ခိုက်တာကြောင့်မိတ်ဆက်ပွဲတဲ့ကအချိန်နဲ့မကောင်းတာကြောင့်ရန်ရန်လည်းဝါးကိုသူနဲ့ထတ်လာမှရှိဖို့မှားလိုက်ပြီ။ကျန်တဲ့သူတွေကတော့တာမာပဲနှုတ်ဆက်ခဲလိုက်ပါတယ်။အဆန်းဆက်တက်လို့ရှိတဲ့ကျောင်းသားတက်လည်းကအဆင့်၂၅စီနီယာကိုအပြီးဖြုတ်သွားတာကြောင့်ဂျူနီယာလေးကအချိန်ကမဟုတ်ဘူးဆိုတာတီးလိုက်ကြပြီ။ဝါးကတော့ဦးလင်းကြီးရန်ရန်ကိုတွေ့တွေ့ချင်းမဲ့ပထွေးမမုံသွားခဲ့ပြန်ပြီဖြစ်ပါတယ်။စီနီယာမမကြီးကတော့ရန်ကိုဝါးကအညှို့ထားတတ်တာကြောင့်ရှေးဆောက်ခရူးဆက်ပူသတိပေးနေပြီ။ရန်ကတော့ကျေးဇူးတင်ကြောင်းနဲ့ဒီနားမှာစွန်စားလောကငယ်ရှိလာလို့မေးလိုက်ပါတယ်။အရှေ့ဘက်စင်ချေပုံးနားမှာတင်းမဆိုးတဲ့စွန်စားလောကငယ်ထိုးရှိတဲ့ကြောင်းနဲ့ရန်ရန်သွား ချင်းသူစာလေးပို့ထားပေးမှဖြစ်တဲ့အကြောင်းစီနီယာမကပြန်ပြောလိုက်ပါတယ်စီနီယာလမ်းညွန်နဲ့တန်ရရန်တက်ဆွန်သားလောကကြီးကိုရောက်လာခဲ့ပြီးထုံးစံတဆင်းကိုတားရဲတုံးအောင်နဲ့တက်ရှစ်စာဖွင့်လိုက်ပါတယ်ကျောင်းကိုရောက်ရောက်ချင်းအစင်းမြစ်ထားတာကြောင့်ရရန်လမ်းနားတဲ့တားရဲတကောင်ကိုဆင်းခေါ်လိုက်ပြီးဒီတကောင်တားရဲကတော့မျက်လုံးတစ်လုံးပဲပါတယ်အစုံလုံးစစ်ဖေးလို့မြင်ရတဲ့စစ်တကောင်ပဲဖြစ်ပါတယ်ဖေးကတက်ခိုက်စွမ်းရည်နဲ့အစိမ့်နဲ့တမ်းမဲ့စွမ်းရည်ပုံများတဲ့ကောင်ဖြစ်ပြီးခြေချင်းအစိမ့်ကိုရှိတဲ့ဝန်ပလဲတားရဲတကိုနားမောက်ချက်တစ်ချက်နဲ့အနိုင်ယူလိုက်တာကြောင့်အစိမ့်ပင်လို့တင်စားရတော့တဲ့အထိစွမ်းအားကြီးတဲ့တားရဲတကောင်ပဲဖြစ်ပါတယ်နေကတော့ပိတ်မှန်ပါလေနောက်ထပ်အစုံလုံးစစ်တားရဲပုံကြီးထပ်ပေါ်လာခဲ့ပြီးအရင်ကတော့လှုပ်လှုပ်ခက်ခက်မဖြစ်ကြတော့ပါမဲ့အ ခုထိဆက်လို့ရှားနေကြဆဲဖြစ်ပေါ်တယ်။စုံစားလောကငယ်ထဲမှာတော့ရန်ရန်တက်ပိုဆွားကြီးလာတာကြောင့်တားရဲတွေကိုတားရတာပိုလွယ်ကူနေပြီး86လာရင်ကအဆင့်15ရှိတဲ့တားရဲကိုရင်ဆိုင်ရတော့မှဖြစ်ပါတယ်။အဆင့်15ဆိုတဲ့စာမွေးနှုန်းဆင်းမှာရင်ဆိုင်ရတဲ့ကပ်ဘေးမီကြောင့်ဆွားကြီးတဲ့တားရဲဖြစ်တဲ့အပြင်အခြားဖော်တွေကပါနေတာကြောင့်သိမလွယ်ကူတဲ့အခြေအနေပဲဖြစ်ပါတယ်။ရန်ကတော့သူတည့်ရထားတဲ့ရေခဲမျိုးကိုထုတ်သွင်းလိုက်ပြီးရေခဲမျိုးတွေဝင်းရဆုပ်ပြဲချင်းတို့ဆိုတာကစစ်ကောင်တိုင်းတွေလိုမဟုတ်ပဲရန်ကိုယ်တိုင်တုံးတယ်နဲ့ကိုယ်ပိုင်စွမ်းရည်တွေပဲဖြစ်ပါတယ် ရေခဲမြူရဲ့ထိန်းချုပ်မှုက10မီတာသွင်းဆိုပေမှာဝမ်ဘလေဂူတစ်ခုလိုခဲသွားတာကြောင့်ရန်ရန်နဲ့ရုတ်တက်ကြောင်သွားခဲ့ပါတယ်။တကယ်ကနိုးထတဲ့ခန္ဓာပီးရန်ရန်စာလေးကိုစားရတဲ့ကောင်ရန်ရန်ရဲ့တမန်စွာတွေတဲ့ကိုနဖျားရဲ့ဆယ်ဆဆွမ်းအလိုလိုပေါင်းထက်ပေးထားတာဖြစ်ပြီးဒါကြောင့်မရရချက်တစ်ချက်ကတော့လူကြက်လွင်းတဲ့အထိအားပါနေတာပဲဖြစ်ပါတယ်။အေးခဲနေတဲ့ဝမ်ဘလေဂူကဆင်းဖို့တားရဲတွေနဲ့ချက်ချင်းရှင်းပြနိုင်လိုက်တာကြောင့်ရန်ရန်ကအဆင်ဆက်နဲ့တက်သွားခဲ့ပါတယ်။အဆင့်တင်ပြီးသွားတဲ့ရန်ရန်ကလောကငယ်တွေကပြန်ထွက်လာခဲ့ပြီးအပြင်ဘက်မှာတော့တန်းရှောင်ကြီးကဒဏ်ရာတွေနဲ့ပြေးလာနေကရန်ကိုတွေ့တဲ့အချိန်မှာတော့သူ့အမူအရာငမနဲ့အဖွဲ့ကလူတွေလိုက်တက်နေကြတယ်လို့ပြောရင်သတိလက်သွားခဲ့ပါတယ် အနောက်ကလိုက်လာတဲ့ငမန်းတဲ့အဖွဲ့သားတွေကကျန်းရှောင်းကိုသူတို့အဖွဲ့လက်အဖို့ပြောနေကြ။အဖွဲ့သားတယောက်ကရန်ကိုတိတယ်ဆိုတဲ့အကြောင်းနဲ့နတ်လက်နဲ့ရှိချထပ်ပြောလိုက်ပါတယ်။ငမန်းတဲ့ထုံးစံတမရှိတဲ့နတ်လက်နဲ့ကျန်းရှောင်းယူကိုအတင်းတောင်းနေတဲ့ပြီးသူ့တက်ကိုပဲလာရှင်းချောင်းနေတာကြောင့်ထေတန်းသားရဲ့လေးကောင်ကိုစင်ငကားမန်းတိအောင်အမောက်ထောင်ပြားလိုက်ပါတယ်။ညီမသွေးပါတယ်ငမန်းတဲ့အဖွဲ့သားတွေလည်းငကားမြင်တာနဲ့အမိုက်မရှိရင်ခွင်းလို့ပါဘာညာနဲ့ကုန်းခရော့နေပြီ။အေမီဇာမဟုတ်တဲ့ရန်ကတော့တခါတည်းအပြောက်ရှင်းပြစ်လိုက်ပါတယ်။ကိစ္စရှင်းသွားတာကြောင့်ရန်ရလည်းတတိလက်နဲ့ကျန်းရှောင်းယူကိုပွေ့ချင်ရင်ပြန်ဖို့လုပ်နေပြီ။အနောက်ကမတင်ဟာဖွဲ့ကအတန်ကြားလိုက်တာကြောင့်ထေချင်းထွက်လာဖို့ပြောလိုက်ပါတယ်။ထွက်လာတာကတာမန်လူကျောဖြစ်နေပြီ။သူ့ကို ကြမ်းချောင်လူကိုလိုက်ခဲ့ဖို့လာရင်ရန်ရန်တို့တက်ခိုက်တာကိုမြင်သွားတာကြောင့်ပုံနေတာလို့ပြောလိုက်ပါတယ်။တစက်တည်းရန်ရန်တို့တက်ခိုက်တာတွေကိုရှုပ်ဝက်ထားပေးမဲ့ကြောင်းနဲ့တခုံးပြောမိရင်ဆယ်နှစ်လောက်မြုံနေမရှိတဲ့စောကပါပြစ်ပွားစေလို့တင်ပြနေတာကြောင့်အပြစ်မရှိတဲ့သူကိုမတတ်ချင်တဲ့ရန်ရန်လည်းဒီတန်းထုတ်ပေးလိုက်ပါတယ်။သတိလက်နဲ့ကြမ်းချောင်လူကိုတော့သူ့ခန့်ကိုပဲခေါ်လာလိုက်ပြီးချက်ချင်းသတိရမဲ့ပုံလည်းမပေါ်သေးပဲသူလည်းတက်ခိုက်ရင်ပြင်ပန်းနေတာကြောင့်ရန်ရန်တော့ရင်ရင်ချိုးဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။